မင်္ဂလာပါရှင် WOU တက္ကသိုလ်ကြီးဆရာကရဝဲခန်းနာတွင်ဆရာကြီးဆရာမကြီးတို့ကို အထူးလေးစားယူသေးဦးခိုင်းလျက်ကြီးမားသောဆရာကုန်ကြီးစုများကို အောက်မေ့တတိယစွာဖြင့်ဒုတိယမိဘအမည်ရှိသော Audio ဇလံလေးတင်ဆက်ခွင့်ပြုပါရှင်မိနစ်20စာ Audio လေးတွင် အနန္တာခိုင်းဝင်ကျေးဇူးရှင်ဆရာဆရာမများ၏ဂုဏ်ကျေးဇူးများနှင့်တကွာတက္ကသိုလ်ကျောင်းသားဘွားအရာသာကို လွမ်းဆုပျော်ရွှင်ပွဲထဲတင်းထားရတဲ့အတွက်နားစင်ခံစားကြည်လိုက်ကြပါစို့လားရှင်။ဆရာဆရာမတွေဆိုတာကျမတို့ရဲ့ဒုတိယမိဘတွေပါပဲ။ကျမတို့မွေးဖွားချိန်ကနေစပြီး9နှစ်အထိအဖေမေရဲ့တွင်တင်ဆုံးမမှုတွေအောက်ကြီးပြင်းလာခဲ့ရတာပါ။ဒါမဲ့ကျမတို့ရဲ့ခလေးဘွားတစ်ချောင်းလုံးနဲ့ဆယ်ကျော်သက်တန်အစိတ်ပိုင်းများစုကတော့ဆရာဆရာမတွေရဲ့တွင်တင်ပဲ့ကင်မှုတွေနဲ့အတူဖြတ်တန်းလာခဲ့ရတာပါ။ပညာမွေလက်ဆင့်ကမ်းရုံနေတာမကား အတိညာအတွေးခေါ်တယ်။စင်ကျင်တုံတရားတွေဓမ္မအာဓမခွဲခြားတောင်းရှေ့ဆောင်လမ်းပြပေးခဲ့တာလေ။ကျမတို့ရဲ့ယေရှုရှင်ဆရာဆရာမတွေပါပဲရှင်။ဒီလိုယေရှုရှင်ဆရာဆရာမတွေနဲ့တူတူရှိရင်ပညာတွေသင်ကြားရင်အတွေ့အကြုံတွေရယူရင်လွတ်လပ်မှုရဲ့အရာတာကိုအပြည့်အဝခံစားနိုင်တာတက္ကသိုလ်ဆိုတဲ့နေရာကြီးပါပဲ။တက္ကသိုလ်ကျောင်းသားဘဝတိတ်လွတ်လပ်တာအဲဒါပေမဲ့ assignment လောက်ရတဲ့အချိန်နေနဲ့ exam ဖြေရတဲ့အချိန်တွေတော့မပါဘူးပေါ့ရှင်။ကျောင်းသားတွေကလည်းအခက်သာစားရလွယ်အကုန်စိတ်ဝင်စားကြတာမျိုးမလား။အဲ့လိုအချိန်အတန်းလစ်စားလိုက်မကျက်တဲ့ကျောင်းပျော်လူတော်ကြီးတွေကိုဆရာမတွေကအမျက်မပါတဲ့မျက်စောင်းလှလှတွေနဲ့လက်တံခက်ဆဆတွေပေးတတ်တာအစ။လူငယ်ပြပြီးစူးစမ်းခြင်းနဲ့စိတ်ကြောက်အပြော်ကနေအပြက်ပြစ်မှာဆိုးတဲ့ဆရာတွေရဲ့ဒေါသမပါတဲ့ ပြုံးဆဆစူပူတန်တွေအစုံတော်စီတက်စီချင်းတဲ့စိတ်တွေမိမိတပည့်တွေအမြင့်ရောက်လို့တဲ့စိတ်တွေအကုန်လုံးကဆရာဆရာမတွေရဲ့မေတ္တာတွေပါပဲပြီးတော့ဆရာဆရာမတွေရဲ့မေတ္တာရင်ငွေတွေခြုံလွှမ်းနေတဲ့စာသင်အထက်မြင့်အဆောင်တွေကော်ရီတာတွေလေကားတောက်စုံတွေကန်တင်းတွေနဲ့ကန်းကော်ပင်နှံတွေဒါတွေအကုန်လုံးကကျွန်တော်တို့တက္ကသိုလ်ကျောင်းသားဘဝရဲ့အရာတာတွေပဲ ဟုတ်လားဟဲ့စင်ကလုံးဟဲ့စင်ကလုံးနင်ဒီမှာပါထိုင်လို့နေရလဲနင်တို့ခံရကြလေအကုန်လုံးခရယာကတော့ဝယ်ခံမှာတော့ကုနေကြအလီနင်တော့မကူဝယ်ခံနေမှာရောရောနဲ့ဘာလာလို့နေရလဲနင်နင်တော့ဖစ်စီယက်ကဖရက်ရှာကောင်မလေးကိုလာငန်းနေရမလားနင်ငါတိရဲ့နော်တို့တော့တာပြောပါမိချွာအနေတန်ရတော့တော့ကိစ္စဆိုမကြတဲ့ကိစ္စတော့မကဖွဲထီရောပါကြားလို့တယ် ။အော်စိန်တော်ဆိုပြီးအဲ့နဲ့ပဲပြောရင်တတပြီးမခေါ်သမ်းပါနဲ့ဟာပြောငါကဖက်စီယန်ညီမလေးကိုလာငန်းတော့မဟုတ်ပါဘူး။ကလေးလေးចောင်းကျဲရမှာမစည်းလဲရတော့မဖြစ်အောင်ရဲ။ကဲထဲမှာစားတော့အဆင်ပြေလာပါညာ။ကိုကြီးပေးလို့ရလာလေးလာနေမတိမထားလိုက်။အမန်လေးခုတောင်းရင်ကိုမလုပ်ဘဲဒီဘုတ်လေးဖြစ်အောင်ပြောနေရကြီးကဟဲ့။ညီမတမတော်ကအရာရှိပကြူကြည့်ကြနေအောင်အပြောင်းနဲ့လောက်ကတော့တခြားစီငါမသိရင်ခတ်မယ်ဟွန်း ညီလေးအကိုကျုံမပိုင်လက်ဖက်တမင်တပွဲရေရေတန်တပွဲရချပေးကွာအမြန်လေးတော့လုတ်ပြီးတော့အကိုချိန်သိမ့်မရတော့ဟဲတင်သူနင့်တမ်းမလာမလားဒီနေ့ညီတို့မိုင်းနာတန်းကြီးရှိရည်လေကြီးကြီးတော့ပြန်လဲကန်နေကိုလာပြီးအစားတောက်ဒီမှာစားမြန်ညကဘာလုံကြီးကန်ကြီးလုံနေလို့ဒီလောက်တောက်စားလောက်ငကြီးကြနေရလဲမိချိုနေရာလေးကိုနဲ့မဆိုင်တာဆိုတိတ်ပါတာပဲမသိရင်လွတ်တော်တွေကတတ်မတော်စိတ်သားလို့ပဲနေရာတကောင်ပါခြင်းနေရာ အေးစားတဲ့ရင်ရှိတာဟုတ်တယ်ဒါမဲ့ငါမမနဲ့ရုပ်ရှင်သွားကြည့်မလို့မတက်တာဟိရပါလားတော်ဦးကတင်ရသေးတကယ်ဟဲ့ဟဲ့မုတ်ပေါင်းတငယ်ချင်းရေငါတငယ်ချင်းရင်လည်းငါရေတိုင်းရင်သားရေလည်းငါတို့ရေတော်တော်မိချိုစကကြီးစကကြီးတွေဆက်ပြောမင်းတော့ဒါနဲ့အငိမ့်အောင်မတွေ့ပြပါလားငင်းကားဆရာဘုရောဘွယ်တို့တစ်ချိန်ခဏတော့ကိုတောက်ခုလို့ပြနေရခဏနေကြုံလာလိမ့်မယ်ငါတို့၃ယောက်နဲ့အတန်းလေးပြီးရှိသွားကြည့်ကြအောင်လို့လေဟိဟိ ညို့တော့နမ်ကပါဝေးစိတ်ချပါဟာအဲ့လိုမရဘူးလေညို့ပါသာနေလို့တခြားနေရာသွားကြသွားစရာနေရာလောက်များကြီးပဲဟိုအောင်နဲ့မလိုက်ခဲ့တဲ့ငါမမနေရာခက်နေလိမ့်မယ်သွားမှာပဲဘာဖြစ်လဲမသွားရပါဘူးခြားနေရာသွားစမ်းပါသွားမှာပဲမသွားရဘူးဟဲ့အောင်စိတ်တလုံးမိချူပြောအောင်ကမင်းတို့တခြားနေရာသွားကြောက်ကွာဟာဆရာကြီးတတော်လေးဟိုဟာအဲဟိုဟာလေး Hey, hey, hoga. ဆူညာဆူညာလုံနေကြတဲ့မြောင်လွှဲကျော်အုပ်စုတွေလောင်းဒီကိုစာတင်ချိန်မှာလည်းတန်းနေမှာမရှိဘူးဟောအခုဆရာကတော့ဝဲလုံမယ်ဆိုတော့လည်းဘယ်သူမှမလာကြဘူးလောင်းပဲသွားမှာတော့ဒီကိုလောင်းဖတ်နေကြလေပြေးကြမယ်လေဆရာကြီးကျွန်တော်ပြေးပြီနော်တတာဟဲ့ညီကြောင်လေဟဲ့ငောက်ဆောင်းဆောင်းကြောင်ဟိုဆရာကြီးတမီလေတာပြီနော်ဟိဟိဟော ီကလေးတွေနဲ့တော့ငါခေါ်တာနဲ့ဟိုရှင်းရှင်းပြေးကိုငါနဲ့တော့တွေ့တော့မယ်တွေ့တော့မယ်တွေ့တော့ကျမတို့လူငယ်တွေရဲ့ဘဝစိတ်ပိုင်းနဲ့အခမ်းအနားတော်တော်များများမှာ အစားထိုးမှုတွေကပြောင်းလဲအသက်ဝင်လာခဲ့ပြီ။ကျမတို့လူငယ်တွေကြားအစားထိုးမှုတွေကခက်မြန်များ။ကျောင်းသားတွေရဲ့ဆုံရက်ဖြစ်တဲ့ကျောင်းတော်ကြီးနဲ့ကော်ရီတာတွေအစားဖုန်းတစ်လုံးနဲ့အင်တာနက်ရနိုင်တဲ့နေရာတွေ။မြေပြင်ထိတွေ့မှုတွေအစားအွန်လိုင်းချိတ်ဆက်မှုတွေ။ကျမတို့ရဲ့မွေးနမယ်တွေအစားနစ်နိမ်နဲ့ကုန်နံပါတ်တွေ။ကျမတို့ရဲ့ပျော်ရွှင်ရတဲ့အချိန်တွေအစားဝမ်းနဲ့ပူဆွေးမှုတွေ။ အရင်ကစာတင်ချိန်ဆရာဆရာမတွေမလာရင်ပျော်မိရဲ့အချိန်နေစားအခုချိန်ဆရာဆရာမတွေအတန်းချိန်မလာနိုင်တာလုံခြုံရေးအဆင်ပြေရဲ့လားတခုခုများဖြစ်နေလားအင်တာနက်မရလို့များလားတွေးပူလာရတဲ့အခိုက်အတန့်တွေပညာရေးကဏ္ဍတစ်ခုသာမကပါဘူးတခြားကဏ္ဍအသီးသီးမှာအစားထိုးမှုတွေဟာရင်နှင်းဖွဲ့ရပါပဲအရာရာပြောင်းလဲခဲ့ပေမယ့်ဘယ်တော့မှမပြောင်းမလဲတည်ရှိနေတဲ့အရာတစ်ခုဟာတရားမှုဖတ်တော်သား ဆရာကြီးဆရာမကြီးရဲ့မေတ္တာနဲ့ခုံကျေးဇူးတွေပါပဲလူတိုင်းမရွေးချယ်နိုင်တဲ့လမ်းကိုခက်ခက်ခဲခဲရွေးချယ်ပြီးကျွန်တော်တို့ပညာမွေလက်ဆင့်ကမ်းနေစေ တသားရေရှိနေပေးစေရဲရဲဝင့်ဝင့်ကာကွယ်ပေးနေစေကျွန်တော်တို့စိတ်ပူဆုံးမပေးနေစေတက္ကသိုလ်မြေမနေရလွတ်လပ်မှုရဲ့အရာတော်ကိုမခံစားရဒါတွေမရှိတော့ဘာရေးလဲဗျာ တော့ကတွေမဖြစ်တော့ပါဘူးအခက်ခဲတွေကြာမရမကစ조사တင်ပြီးနေရဆရာဆရာမတွေအတန်ကိုကြားရရင်အလုံးဝကျေနပ်ဝမ်းသာစရာပါစီဒီယံလောက်ထားတဲ့အတွက်ရွေးတဲ့လမ်းမတူလို့တခြားသူတွေရဲ့အမြင်ဆောင်ခြင်းတွေမလုံကြုံခြင်းတွေအခက်ခဲတွေရှင်ဝယ်ပိုက်နီးပညာနဲ့အကျွမ်းတဝင်ဖြစ်အောင်လေ့လာပြီးပညာမွေလက်ဆင့်ကမ်းနေရဆရာမတွေဖန်းစည်းတာတွေတိတ်ရှောင်ရင် တစ်ဖက်ဒေါ်လာရေးအောင်မြင်အောင်လှုပ်ဆောင်မှုတွေမှာလည်းပါဝင်ရင်နေရာဒေသအင်တာနက်အခက်ခဲတွေအန်တူရင်လူငယ်တွေပညာရေးခါဆက်မပြတ်ဖို့သင်ကြားဆောင်ရွက်ပေးနေတဲ့ဆရာတွေအတ္တပညာအတ္တပညာသာမကဓမ္မအတ္တမတရားမှုမတရားမှုတွေပါလမ်းကြောင်းပြတာအားပေးဖေးမာနေရဲ့ရှေ့ဆောင်လမ်းပြဆရာဆရာမတွေကျေးဇူးတွေကဆက်မကောင်အောင်များလာပါပြီဒါကြောင့် ကျွန်တော်တို့တွေဘယ်တော့မှမလဲမကြစိတ်တက်ခိုင်မာစွာနဲ့အတူတူတော်လှန်ရေးဆရာမတွေရဲ့ကျေးဇူးကိုဆက်ပါရစေပညာနဲ့နိုင်ငံကို ပြန်လဲအကျိုးပြုရင်ကျေးဇူးတွေဆက်ပါရစေမင်္ဂလာပါအစီအစီရေဟဲ့မင်္ဂလာပါအကျိုးလေးပြေအတင်းညာညီမလေးစွန်းထောက်ကြည့်ကြနေရပေါ့ဟုတ်တယ်အကိုရေ ECG ရောဒီနေ့မိသားတန်းရှင်လာတက်တာမလား နည်းနည်းအောင်နောက်ကျနေပြီနော်တန်းတန်းမှာဆံမရောက်နေပြီဘရိတ်ကတော့ဝင်ကြွိုင်းပြီဝင်လိုက်အောင်ဒီနေ့မိုးမြလို့ညီမလေးရဲ့အဲလိုင်းရတဲ့တောင်ပေါ်လမ်းလျှောက်တက်နေရတယ်အချင်းအချောင်းရတာပဲဒီချိန်တော့စာတင်မိရတယ်လိုင်းစီမီပါလားမသိပါဘူးကွာကဲအခုတော့အောင်မယ်နော်ဟေးကျွလစ်တူတောင်းလို့မင်းတို့ဘတ်ချင်းနေဘလို့လဲဘာသာနေကြရသေးလဲအခုတော့ဘတ်မှာတော့တကောင်စင်းနေလိုက်ောက်နေကြပြီအဘမလူရီရောဖုန်းတွေရောလော်ရီအထူးကူးဆက်ချက်နော်မပေါ်ကြနဲ့အာဟုတ်ကဲ့ညိုပါတော့ဘာသာမှမကြရသေးဘူးဗျာ စင်တော့ပြင်နေတည်းရဲ့ကိုကြီးတော့အကူဆိုင်ကြအောင်လေဟာအကူကြီးလိုရင်လည်းပြောပေါ့ကျွန်တော်အကူကြီးလည်းအစအစင်တည်းပဲဗျာအကူတော့မလို့ရေအခါနေမပြောတော့ဘူးနော်ဘာဖြစ်လို့လဲခန်တီရပြောပြပါဦးညီမတို့ရှိရလေကုညီပြေးပါဘူးညီမလေးရဲ့ကိုကကြာအစမရှိအဆုံးမရှိနဲ့ assignment တွေဆိုလာပဲလုပ်ရရလည်းအများကြီးပဲရပြီးတော့ attendance file လည်းဖြည့်ရမှာမမရဲ့ ဒီချိန်ဆောင်ရှင်းပြတာတော့ခဏဒီကောင်းကောင်းနားလိုက်ပါတယ်ထပ်ပေမဲ့လည်းခဏဒီကအခုမှတက္ကသိုလ်စတဲ့ဖူပါလေမမရဲ့အဲ့တော့ဒီရရောဘယ်ကနေဆက်လို့မလဲမသိဘသူ့အမေရမလဲမသိဘူးဖြစ်နေရမမရဲ့ခဏဒီကလည်းစိတ်ရညစ်တာပဲမမရဲ့အမလေးခဏဒီရဲ့ဒါများခွဲမမတို့ကူညီပေးမယ်နော်မစာတင်ချိန်ပြီး room 25ပါဆာရှင်းပြမယ်အဲ့ဒါမှနားမလည်သေးဘူးဆိုရင်လေ မနေ့စာတင်ချိန်လေးမှာဆရာမကိုပြန်ပြီးလို့ရရနော်ညီမလေးဟုတ်တယ်ကန်ဒီရဲ့ကိုတိချင်တဲ့စာကိစ္စပဲဖြစ်ဖြစ်အဲ့တော့ကိုညီလိုတာဖြစ်ဖြစ်သက်ဆိုင်ရာဌာနရတယ်မကောက်လေမေဂျာရလိုက်မေဂျာအက်ဒမင်နေတဲ့ ECA volunteer လည်းရှိရတယ်ပြီးတော့အတန်းဖော်တကယ်ချင်းလည်းရှိရမလားကိုရချင်းချင်းကိုညီပေးမှပြီးတော့တယောက်ကိုတယောက်ကိုညီကြရတယ်ညီမလေးဒီလိုဆောက်လေဒီတက္ကသိုလ်ကြီးမှာနေရပြောစရာကောင်းသားနော်မမစာတင်ဌာနရရလည်းအများကြီးပဲ ကိုဘွားရဲ့ရီမန်းချက်ပန်းတာကိုရှောက်လန်းနိုင်တယ်လမ်းဆိုင်ရလည်းအများကြီးပဲပေါ်ထွက်လာတာနော်မမပြီးတော့ဆရာသမားတွေရောအကိုမတွေရောအများကြီးရှိရဲ့မိသားစုလူနေရာကြီးပဲနော်မမဒါဘောကန်တီရဲ့အကိုတို့ကနေရာဒေသဒလိထုံတမ်းမတူကြတဲ့နေရာဒီဒီကလာကြတာဆိုပေမဲ့ဆရာဆရာမတွေရဲ့မေတ္တာရင်ငွေတွေကိုခလုံးပြီးတော့မတရားမှုကိုအတူတူတော်လှန်နေကြတဲ့မိသားစုအတိုက်မှုကြီးပဲလေအကိုတို့ကလူကောင်းနေဖြစ်အောင်ပညာနဲ့နိုင်ငံကိုပြန်ပြီးအကျိုးပြုနိုင်အောင်အကောင်းဆုံးကြိုးစားပြီးတော့ ဆရာဆရာမရီရဲ့ခြေစူးဆက်ကြတာပေါ့ညီလေးတို့ညီမလေးတို့မြေပြင်ចောင်းဖြစ်ဖြစ် ဝေဟင်ចောင်းဖြစ်ဖြစ်ဆရာဆရာမရီရဲ့မေတ္တာနဲ့ကျွန်တော်တို့လုံခြုံပါတယ်ဘယ်အခြေအနေဘလို့ဖြစ်ဖြစ်ဆရာဆရာမရီရဲ့လမ်းပြဥစားမှုနဲ့ကျွန်တော်တို့ဘေးကင်းပါတယ်ဘယ်ပြဿနာအခက်ခဲတွေပဲဖြစ်ဖြစ်ဆရာဆရာမရီရဲ့ဆုံးမတွင်တင်မှုနဲ့ကျွန်တော်တို့အဆင်ပြေပါတယ်ဒီကာလကြီးမှာ ဆရာတို့ဆရာမတို့ကအတူမရှိရင်တေချာပေါက် လမ်းပျောက်ပြီးကျွန်တော်တို့ပညာရေးခါဆက်ပြက်နေကြမှာအမှန်ပါစိတ်တပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေပေးပြီးတသားတည်းရှိနေပြီးတဲ့ဂျေစုရှင် သူရဲကောင်းလမ်းပြခြင်းဆရာကြီးဆရာမကြီးများကို လေးစားဥညွတ်လျက်ထီချင်းငားပြဖြင့်ယူသေးစွာ ရှ िख ိုးကတော့အပ်ပါသည်ကျွန်တော်မှတ်သားမှုတဲ့စာတူလေးတစ်ပုဒ်ရွတ်ပြပြီး ဏီကုံချုပ်ခွင်ပြုပါဖရာသခင်ကလူသားတွေအကုန်လုံးကိုအယောက်စီမဆောက်ရှောက်နိုင်တဲ့အတွက်လူတယောက်ကိုဆောက်ရှောက်ဖို့မိဘဆရာမိတ်ဆွေကောင်းဆိုတဲ့တမန်တော်၃ပါးထားရှိပေးခဲ့ပါတယ်ဒါကြောင့်ဆရာဆရာမတွေဟာကျွန်တော်တို့ဖရာသခင်ရဲ့တမန်တော်အနန္တဂိုင်းဝင်ဂျေစုရှင်ဒုတိယမိဘများဖြစ်ကြောင်းတင်ပြရင်အော်ဒီယိုလေးအဆုံးသတ်လိုက်ရပါတယ်ရှင်